ခုခေတ်ကနေညီမဖုန်းနံပါတ်တွေကိုဘန်လိုက်ပြီလားပေါ့နော်အဒီကိစ္စကိုကျွန်တော်ဒီ Facebook နီးပညာ page တွေကတင်းနေရတွေ့တယ်ပေါ့နော်ညီမဖုန်းနံပါတ်ကိုဘန်လိုက်ပါပြီပေါ့နော်ဘာဖြစ်ပါ့ညာဖြစ်ပါတယ်အတင်းနေကြတွေ့တယ်ပေါ့နော်ဒါအခုမှဖြစ်တာလည်းမဟုတ်ဘူးတပီးသားပြီဆိုတော့ညီမတန်နိုင်ငံမှာလည်းညီမတန်နိုင်ငံနဲ့မှာလည်းဖြစ်နေရလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်မလေးရှားမှာဆိုလဲဖုန်းနံပါတ်လုံးဝခုမှစပြီး register လုပ်ထားတဲ့ဖုန်းနံပါတ်တောင်မှကျွန်တော် verify လုပ်လို့မရဘူးပေါ့နော်ကုတ်ကိုပို့မပေးတာပေါ့နော်အဲဖုန်းနံပါတ်ထည့်လိုက်တာမှာ ကျောင်းဒီဒီဖုန်းနံပါတ်ကတော့လို့မရဘူးဒါမျိုးပုံစံမျိုးပြနေတာပေါ့နော်ဒါကြောင့်ညီမတနန်နိုင်ငံထဲမှာလည်းဖြစ်တာမဟုတ်ဘူးအဲ့တော့မိတ်ဆွေတို့တိတာဘောဖုန်းနံပါတ်နဲ့စပြီးတောင်းမယ်ဆိုရင်အဲ့ရဖွင့်လို့မရတော့ဘူးပေါ့နော်အဲ့တော့ဒါမျိုးဖွင့်လို့မရမိတ်ဆွေတို့ဖုန်းကဖွင့်လို့မရဘူးဆိုရင်အခြား Android ဖုန်းတွေပေါ့နော် Google ကောက်တိတ်မဖွင့်ရသေးတဲ့ဖုန်းတွေမှာသွားပြီးတော့ဖွင့်လို့ရတယ်ဒါမျိုးဆိုရင် laptop ပေါ့နော် laptop မှာ Google ကောက်နေတိတ်မသုံးတဲ့အကောင့်မျိုးဆိုလဲ laptop မျိုးဆိုလဲဖွင့်လို့ရတယ်ပေါ့နော် တော့ iOS တွေကတော့ဖွင့်လို့မရတာများတယ်ပေါ့နော်အဲ့တော့ဒီလိုနီးလန်းနဲ့ဖွင့်လို့ရတယ်ဒီလိုဖွင့်တဲ့ကာမှာဆိုရင်ကျွန်ပုံမှန်ဆိုရင်အဲဒီဖုန်းနံပါတ်ထည့်တာဖြစ်တဲ့အတွက်ကိုက password အမြင်ကို recover ပြန်ပြီးတော့လောက်လို့ရတယ်ပေါ့နော်အဲကိုကဖုန်းနံပါတ်ပါပဲဖွင့်တာဖြစ်တဲ့အတွက်မိဆိုတော့ password အမြင်ပြန်ယူလို့မရမျိုးဖြစ်မှာကြောင့်မိဆိုတော့ account ပွင့်သွားခဲ့ပြီးရှိတော့တော့ဒီ Google setting နဲ့ဝင်ပြီးတော့ recovery နေရာမှာဖုန်းနံပါတ်ကို email ထည့်လိုက်ပေါ့နော်ဒီလိုနေရာမျိုးဆိုရင်တော့ကုတ်ကပို့ပေးတယ်ပေါ့နော်အဲ့တော့မိဆိုတော့ဒါမျိုး အဲစာပုပ်ပင်းမှာကုတ်တော့မိဆိုရင် mind တဲ့တို့ပေါ့နော် ori 2တို့ update နဲ့စမ်းကြည့်ပေါ့နော်အဲတချို့တွေကြာရတယ်လည်းပြောတယ်ပေါ့နော်ဒါကြောင့်မို့မြန်မာနိုင်ငံကိုဘတ်တာလုံးဝမဟုတ်ဘူးပေါ့နော်ဘလီးစားမှလည်းဒါမျိုးဖြစ်တယ်ပေါ့နော်အဲကျွန်တော်ဖွင့်သမျှလုံးဝကုန်မရဘူးပေါ့နော်အရင်နှစ်တည်းကညွန်လေးစားမှလည်းဖော်ရမတ်တွေထည့်လို့ရတယ်ညမာဘီမှလည်းထည့်လို့ရတယ်ပေါ့နော်ခုနှစ်နောက်ပိုင်းနေမှာဖြစ်သွားတာပေါ့နော်ဒါ Google ရဲ့သူရဲ့ဒီ policy အသစ်တွေကြောင့်လို့ပဲကျွန်တော်ထင်တယ်ပေါ့နော်အဲညမာကိုဘန်းထားလုံးဝမဟုတ်ပါဘူးကြည့်ဒါလေးမျှောက်ဖြစ်ပါတယ်အားလုံးကျေးဇူးတူတူပါခင်ဗျာ